မိသားစုဝင်တွေကိုအပြည့်ခံဘဝနဲ့အမုန်းခံလူသားအဖြစ်တင်ဆက်ပေးနေတာဖြစ်တယ်ပေါ့နော်ဒီနေ့တော့နည်းနည်းလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်ဘာလဲဆိုတော့အားလုံးတည်ပြီးသားဖြစ်မှာပါအမြန်လန်းမိုင်းတိုင်း321ပေါ့နော်321အဲခီးတဲ့တွေကကျွန်တော်ဒီပေါ့နော်လူကြီးတယောက်ရဲ့အိမ်မှာရောက်နေတဲ့အချိန်မှာကျွန်တော်ဖုန်းကို silent လုပ်ပြီးတော့မှ ကျွန်တော်ကအာသွင်းထားလိုက်ပြီးတော့ဒီတိုင်းနေလိုက်တာအဲအဲ့ဒါပဲတစ်ချက်အလင်းငိုက်သွားတော့တရင်ကိုအချိန်နဲ့တပြေးညီ ကျွန်တော်မပြောနိုင်တော့ဘူးပေါ့နော်အဲအရင်3 digit တုန်းကတော့ဖြစ်စဉ်တုန်းကတော့ကျွန်တော်အချိန်နဲ့တပြင်းကြီးအဲဒူးချုပ်ယုံနေနော်ကျော်စိုးဦးတို့ညီမလေးတစင်ဦးတို့ကိုကျွန်တော်ကအပူပေးခဲ့ဦးတယ်အဲ့ဒါနဲ့ကျွန်တော်ရဲ့တရင်ပေးတွေက7နာရီခွဲနဲ့7နာရီကြာပေါ့နော်အဲ7နာရီ7မိနစ်အတွင်းမှာကျွန်တော်တရင်နေပေးလာကြတာပေါ့နော်ပေးလာတော့ထားပါတော့ဒါကတော့အခုတော့ကျွန်တော်ပြောချင်တာက 327 329 321နေရာ3ခုကိုတစ်ချိန်နဲ့တပြိုင်တည်းပေါ့နော်အင်အား20ခန်းဝင်းကြီးစီပြစ်ပြီးပြီးတော့မှချောင်းပြစ်လုတ်တယ်အဲလုတ်တာကကျွန်တော်တို့လမ်းပေါ်မှာအမြန်လမ်းပေါ့နော်အမြန်လမ်းပေါ်မှာကင်းစစ်နေတဲ့အမြန်လမ်းရေမင်းကြီးတို့ရှိလိမ့်မယ်ပေါ့နော်အမြန်လမ်းရေမင်းကြီးတွေရှိလိမ့်မယ်ကျွန်တော်နာမည်ရောတတ်မပြောပါဘူးပေါ့နော်အမြန်လမ်းမှာဖြေးသီးတော့ရှိနေပြီပေါ့ ဖြဲသီးရှိနေပြီဆိုတော့အဲ့ဒီအမြန်လမ်းမှာကရေမီရေမီကြီးကတကယ်လို့သွားခဲ့ရင် ရေမီတယောက်တည်းသွားတာရေမီတစ်စီးတည်းသွားတာမဟုတ်ဘူးရေမီနဲ့ပါဝင် point သွားမယ်ဗျာဂင်းစစ်တယ်ဆိုရင်နှစီးသုံးစီးအ ਨੇ ဆုံးနှစီးရှိမယ်ဒါပေမဲ့အမြန်လမ်းရေမီကောက်အပြစ်ခံရတယ်အပြစ်ခံရတယ်အဲ၄၅ချက်လောက်ကြီးကားမှာကြီးထိရာတွေရှိတယ်အမြန်လမ်းရေမီကတော့ကန်ကောင်းထောက်မှဆိုတာနေပဲပေါ့နော် ဟိုအတက်ဘေးအနေရကနေအမြန်လန်းရဲမီးနဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံးလွတ်မြောက်ခဲ့တယ်ပေါ့နော်အဲဒီအကြံဖက်လက်နက်ကင်တောင်းချမ်းသူတပုံကတော့သူကတော့ခွေးချင်းခွေးချင်းကြံပြီးတော့မှချောင်းပစ်တာပေါ့နော်ချောင်းပစ်ကြတာပေါ့နော်အဲ့တော့ကြတော့ပြောချင်တာကကျွန်တော်တို့အမြဲတမ်းပြောတယ်နေ့စဉ်နေ့တိုင်းနှထိုးကြီးပြင်စီလန်းနော်မြတော်တဝိုက်အကြံဖက်အင်အား80လောက်နော်စစ်တက်စစ်အဲအဲ့မှာစစ်တယ်စက်ကြီးကောက်တယ်နော်ကားကြီးအသေးအကုန်လုံးလိုင်းကြီးပေးတယ် ကားဆိုရင်မစစ်ဘူးတဲ့နေစဉ်ရှိတယ်တဲ့စက်ကြီးကောက်လို့ရလာတဲ့ငွေနဲ့စားတော့တယ်လက်နဲ့ဝယ်တယ်တဲ့အခုလိုအမြန်လမ်းပေါ်တက်လာကြတယ်တဲ့အဲ့တော့လဘခအတိုင်းမူကြီးနော်လဘခအတိုင်းမူကြီးပေါ့ဘယ်လိုပဲပေါ့ဒါကနထိုးကြီးတို့ဒါပြင်စီတို့ဒါဆိုတာလဘခအတိုင်းမူကြီးဘူကျုပ်ကျော်ကိုထားရဲ့လက်အောက်မှာရှိတယ်ဒါတွေကိုအချိန်ချင်းကျွန်တော်တို့អော်တယ်အချိန်ချင်းကျွန်တော်တို့ပြောတယ်စောက်ခွေးကိုမဆိုင်တာလားစောက်ခွေးကိုမဆိုင်ဘဲနေတာလားတော့မသိဘူးနော်ဒီဘက်သူ ဟိုဘူဂျိုမကလို့ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ဆိုရင်ကျွန်တော်တို့ပြောပြီးသားနော်နိုင်ငံနဲ့တိုင်းပြည်အတွက်အလုလုတဲ့လူတိုင်းကတရားဝင်နေနော်နော်အဲ့ဒါဆိုကိုယ့်ဘက်ကိုတီးတော့နော်နောက်တစ်ခုကနောက်တစ်ခုကတော့တရားလဘကတိုင်းနေပတ်တဲ့မရေယာဘက်မှာအားတဲ့တက်မတော်ဒိုးစစ်အရှိန်မြင်ပြီး PDF များကိုမြေလံတုတ်တင်ရှင်းလင်းနေတယ်တဲ့ PDF အချမ်းဘက်73ကောင်တုတ်တင်ရှင်းလင်းပြီး PDF စက္ကန့်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်တဲ့ဆက်လက်အောင်မြေချက်လျက်ရှိပါတယ်တဲ့ဒါကမရေယာဘက် ဒါပေမဲ့အ мян လန်းကိုဟိုတက်လာတာကတော့တိတ်တော့တခါလဲမဟုတ်ဘူးနှစ်ခါလဲမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမှာဒီနှထိုးကြီးပြင်စီလန်းဒီလန်းနေပေါ့နော်အ мян လန်းနဲ့ဆက်နွယ်နေတဲ့ဒီ338တို့339တို့နော်320 321အဲ့နားမှာကတဓာတွေဗျာနော်ရဲကင်းနေအကုန်ရှိတာကိုအ мян လန်းအ мян လန်းရဲမင်းကြီးကောက်အပြစ်ခံရတယ်ဆိုတာကစဉ်းစားကြည့်ကြည့်ပေါ့နော်မဟုတ်ဘဲနဲ့မပြောဘူးနော်မဟုတ်ဘဲနဲ့မပြောဘူး နော်အမြန်လန်းရဲမီးတော့မှကန်ကောင်းလို့နော်လေးလက်မလောက်ပဲလိုတယ်အသက်ဘေးအနေကလေးလက်မလောက်ပဲလိုတယ်နော်ပြစ်တာတော့ဟိုကောင်တွေကရဲမီးကားလားမကားလားတိလားမတိတော့မသိဘူးရမ်းပြစ်တာလည်းဖြစ်ချင်းပြင်မှာပေါ့နော်ကန်ကောင်းလို့ပေါ့နောက်တစ်ခုကတော့အဲအမြန်လန်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့မှထူးခြားမှုတစ်ခုရှိတာအဘရေးတဲ့ဖြူးမြို့နယ်နဲ့မိုင်းတရာပတ်လည်မှာတဲ့ငပွေးပီရီယက်တွေကတက်လာပြီတဲ့ပီရီယက်နဲ့ပတ်သက်နေတဲ့သူတွေစီကားတဲ့ အစ်မေးကြည့်တာတဲ့အမြန်လန်းကိုဖြတ်တော့ကြမယ်တဲ့ညောင်လေးပင်အမြန်လန်းဘက်ကတက်လာကုန်ပြီတဲ့ဒါဆိုရင်ကြောက် တကားမျိုးနဲ့ပဲနွယ်ကုန်းမျိုးနဲ့ကြောက်ကြီးမျိုးနဲ့ကပဒံငပွေးတွေရဲ့ရီမန်းချက်ကအမြန်လန်းမယ်တဲ့နော်အဲ့တော့ဒီနေ့အဲ့ဒီဖြစ်စဉ်ပေါ့နော်315အဲ316 39ဘာညာအဲ326လမ်းအောင်ဘက်ကနေပြီးတော့ပါဘောနော်လူတွေ ွားရတဲ့ Acebat ကြီးအများကြီးတန်းစီခဲ့ရတဲ့ခီးတဲ့လမ်းတွေတော်တော်ရုပ်ပြက်ပါတယ်ပေါ့နော်ဒါကျွန်တော်ပြောချင်တာတော်တော်ကိုဒီအမြန်လမ်းနဲ့ပတ်သက်ပြီးရင်ဘသူတွေအလုပ်လုပ်တယ်မလုပ်ဘူးတော့ကျွန်တော်လည်းမပြောလို့ဘူးပေါ့နော်အဲ့ဒါတော့ထားလိုက်တော့တင်ငန်းဝယ်ဘူးညီမညာဝယ်ပြန်ဖို့ဆိုဟုတ်လားဘလို့ဒီလူတို့ကတော့ဘလို့နေနေအပြစ်ပဲပြင်ပါပဲတော့အဲ့ဒါတစ်ခါကျိုးတော့ထားပါတယ်ဒါတော့ဒီကနေ့ပူတဲ့တော့ကြောင့်ဒီကနေ့ဥစဉ်မင်းကွင်းတရင်လေးကိုဥစဉ်ပြောချင်ပါတယ်နော်ဒီကနေ့မင်းကွင်းတရင်မင်းကွင်းဆိုတာကတော့အားလုံးလည်း စကိုင်းတိုင်းမြို့ခွင့်ပေါ့နော်စကိုင်းမြို့ခွင့်ဆိုတော့အလုံးလေးကြားမယ်ဒီမှာလေမြို့ခွင့်နဲ့ပတ်သက်ပြီးမှဦးဇင်းကခဏခဏလေးသာပြောလေးပြောတာရှိပါရဲ့နော်။ဘာကြောင့်ပြောရလဲဆိုလို့ရှိရင်မြို့ခွင့်ရကဘာအပွင့်နေလဲနားတယ်။နောက်မြို့ခွင့်ဆိုတာကမြို့ကြီးလည်းမဟုတ်ဘူးယူဟာပါနော်။အဲ့လိုယူဟာလေးမှတော့ PDF တွေကစုံမှုနေတယ်ဆိုတော့ဘယ်သူညံ့လို့လဲဆိုတော့အဖြေကတော့ရှင်းရှင်းလေးပါပဲနော်။အဲ့တော့မြို့ခွင့်ကိုဦးဇင်းတို့ပူဆိုးတာက မျိုးစစ်ကြောင်းထိုးတဲ့စခန်းကြီးလက်ပံကိုမကျော်တော့ဘူးမကျော်ဘူးမကျော်ဘူးတော့ဘာကြောင့်မကျော်တာလဲတိုင်းမှုကမရှိကိုဆက်မလို့ခိုင်းတာလားတတ်မှမဟုတ်မရှိဘူးလူတတ်မှမဟုတ်မရှိကိုဆက်မလို့ခိုင်းတာလားဒါမှမဟုတ်ရှိကိုပဲဆက်မလို့ရဲတာလားဆိုတာဖြေရရောက်ခဲ့တဲ့ဒီအခုဆိုလို့ရှိရင်မင်းမမမီးကိုဖြတ်လိုက် PDF ကြီးအဲ့တော့မီးကြီးဖြတ်လိုက်တဲ့အတွက်ကြောင့်ဒီမြန်လေးနံပြည်သူစစ်တေရောပါတော့ဒီဇယ်တို့ဓာတ်စီတို့နော်ဓာတ်စီနဲ့ဒီဇယ်ကိုလိုက်ရှာနေရတဲ့အနေအထားတစ်ခုဖြစ်သွားတယ် မိဖြတ်ထားလိုက်။ဘယ်နဲ့ဆော့ခွန်ဒီရဲ့ကြီးတဲ့ဖြတ်ထားတာ။အဲ့ပို့ဆိုးတာကပြောရရင်စခန်းကိုလို့ရောဝိုင်းခံရတယ်ပြည်စခန်းရဲစခန်းမှာတုံးနေလဲပြတ်သွားတယ်။နော်။ဘယ်တော့ဝင်စီးမလဲညဝင်စီးမလားနေ့ဝင်စီးမလားဆိုတော့ဝယ်ဦးသိန်းတော့အဖြေရှားမယ်နော်။အဲ့တော့သူကဟာဝိုင်းခါရမဟုတ်ပါဘူးဆိုပြီးတင်းမွန်တိုင်တဲ့လူကရှိတယ်။စေချောင်းနဲ့ရဲလေးကလည်းအခုထိဘာသာမတော့စေချောင်းနဲ့ရဲလေးကတော့အခုထိဘာသာမှမကြဘူးကွာ ဘလို့အနေထားဘလို့ပုံစံတော့ဥစ္စာလည်းမတည်ဘူးပြအောင်မတည်ဘူးမင်းဝင်လို့နေရာလေးအဲ့တော့မင်းဝင်လို့နေရာမျိုးတတိဘလို့အဲ့ချိန်မှာဥစဉ်တစ်ချိန်ကမင်းဝင်လို့နေရာမျိုးတွေဟိုဘက်နေရာလေဥစ္စာပြီးလို့စစ်တယ်ခုလက်ရှိ1 to 1ပေါ်တော့လက်ရှိတော့ဘာတောက်လို့ဒီ1 to 1တခါကြီးဥပေါ်နိုင်သေးလို့ ਨੇ တို့တို့အဲ့တော့တိုင်းဟူကအဲ့တော့တိုင်းဟူကဥကုကိုဥစကရာဟူပေါ်တော့ဥကုကိုတူလက်ထက်တော့မှာပေါ့နော်ဥစဉ်လို့မင်းဝင်တကြော့ ဝင်ဝင်တော့ကိုပဲမရရာတော့ဝန်သူကဟောနိုင်သေးတယ်ဘတ်တာစားပြီးပြုလုပ်ခဲ့ရင်ရှင်းလိုက်တာအဲ့တော့ဓာတ်ဒီထောင်းလောင်းထောင်းရောက်အောင်တော့ပြီတတိယတတိယနေတယ်။ဟောရှင်းစရာရှိအောင်ပြည့်ပြတ်တလားရှင်းဖို့လိုတယ်။ထိထိရောက်ရောက်လို့ဖို့လိုတယ်နော်အဲ့တော့ဥစ္စာတကယ်တော်တဲ့သူတွေတတိယတတိယတာပါနော်ဥစ္စနာအကြီးကြီးဆုံးဖြတ်ပိုင်မှုရှိတဲ့လူကြီးဆိုရင်အပြည့်ရှင်နောက်မှအပြည့်ရှင်မှာစစ်တိုက်ခိုက်နေတယ် ူစီယိုလေးပေါ့နဲ့မကြည့်ရဘူးဗျာနော်ကဲပြီးရှိလေကွာနောက်မှမင်းငါအပြည့်ရှိမှာကွာမင်းကဲဘလုံးတိုင်းပြည်တော်ကိုထမ်းဆောင်ကွာဟုတ်လားသူတို့ရားအရင်လက်အတိုင်းရှိပါတယ်ဒါဥစ္စာဘာယူကျမှာတော့မရှိတော့တတိယလက်ကြောင့်ကိုပြရတာနော်အာတတိယလက်ကြောင့်တွေ့ရတာလူလက်ဥစ္စာကိုသူထားတာဘာညာဥစ္စာလို့ရှိရမို့နော်ဒါတကယ်တော့တော်တဲ့လူကိုဥစ္စာချီးကျူးရမှာဥစ္စာရဲ့အလုပ်ပဲဒါမင်းဘက်ဆိုတော့မန္တလေးနဲ့တော့မဆိုင်ဘူးနဘကလည်းမန္တလေးနဲ့မန္တလေးကနဘကဘူးလေနော်ဒါပေမဲ့ ဒိုင်းပြည်တော်မှာတော့အကုန်လုံးနဲ့ဆိုင်ပါပဲအဲ့တော့မင်းဝင်းလို့တရားမျိုးကိုတွေ့ထားမှဆိုရင်မန္တလေးပဲလေမတော်တဲ့ဘူးနာနဲ့သခိုင်းပဲလေဆိုရင်သခိုင်းဆိုတာဆိုရင်ဆိုတော့သခိုင်းကိုပြုံးပြုံးကြော်လို့မရဘူးကြော်လို့မရဘူးသခိုင်းမှာပြည်သူစစ်တီးကအများအားလားဆိုလည်းများတာပဲနော်များတာပဲသခိုင်းမှာပြည်သူစစ်တီးရှိတာဆိုလည်းရှိတာပဲအဲ့ပြည်သူစစ်ရှိတဲ့ဟာလည်းတစ်ဖက်တစ်ဖက်ကလူတွေကပြည်သူစစ်ကဟိုကဖိတူတော့တစ်ဖက်နဲ့ပဲမတည့်ကြဘူး ထွေုံရုံမှနေတဲ့ပြည်သူကလည်းထွေုံရုံမှဆရာကြီးထားနေပဲအောင်မဥပ္ပိုလ်ပြည်သူကလည်းဥပ္ပိုလ်လူတွေတဲ့လူတွေဟိုအပြင်ရဲ့လူနဲ့ဒီဘုန်းကြီးပဲဒီကအပြစ်ပြင်းအပြစ်လိုက်ရှာကြတာပဲပြောရအောင်နော်အပြစ်လိုက်ရှာနေကြတာဦးဇင်းတော်တုတ်တက်တာပေါ့ဒါတုတ်တက်တာပေါ့ဦးဇင်းတော်နော်အဲ့တော့စကိုင်းကိုဒီတိုင်းပြစ်ထားမှဆိုရင်နော်ဒဂိုင်းတိုင်းမူကြီးလက်တာဦးဇင်းရဲ့လိုက်ဒီကဒဂိုင်းရဲ့ကြည်တဲ့ကြည်တဲ့ဒဂိုင်းနဲ့ဦးဇင်းနဲ့လည်းစကားခဏခဏပြောပြီးတယ် စကားကြီးတကားကြီးဘယ်နေရဆိုတော့တကားကြီးရဲ့ပြောဖို့ဆိုတော့အညာရာလို့ဥစ္စာအထင်းနဲ့ဟောစကားအားရပါတကားကြီးကပြောတာဟုတ်တကားကြီးမှာတိုင်းမှုဆိုရဲတကားကြီးမှာတိုင်းမှုကြီးกว่าဆိုတဲ့တကားကြီးမှာဘုံမနာနာတကားကြီးမှာမထားဘူးဒါနဲ့ဥစ္စာလို့ကတကားကြီးတို့တကားကြီးရဲ့လက်ဆက်ကြဝင်ပြီးမဟုတ်တော့လို့ဥစ္စာရဲ့လက်ဆက်ကြဝင်ပြီးမဟုတ်ဘူးအဲ့တော့ပြောချင်တာကဘာပြောချင်တာလဲဆိုတော့ဒဂါကြီးလည်းအကုန်လုံးမတိနိုင်ဘူးဥစ္စလည်းအကုန်လုံးမတိနိုင်ဘူးဥစ္စတိတဲ့ရာလည်းဒဂါကြီးမတိနိုင်ဘူးဒဂါကြီးပုံတိတဲ့ရာလည်းဥစ္စမတိနိုင်ဘူး ဒါနဲ့မင်းဝင်းနဲ့ပတ်တဲ့တော့ဒကာကြီးထဲဦးစင်းကပူသိမယ်လို့ဦးစင်းကပူထင်နေပြန်နော်အဲ့တော့ရိုက်တဲ့ဆေကြောင့်မင်းရှိတယ်ခုဒီရှိမတွန်းနိုင်ဘာကြောင့်မတွန်းလာဟုတ်ပြီပြီကဘာအမွေအနှစ်တွေကဘာရဲ့ဟိုပါလေရှင်းအောင်ဟိုအမွေနေဒါပဲ PDF တွေအဲ့အမွေကဘာရဲ့အမွေနှစ်တွေမှာနေရာယူထားတယ်မေကွန်းပထိုးတော်ကြီးရောမေကွန်းခေါင်းလောင်းကြီးရောဟိုဘက်ကပြန် ဒါတိုင်းတန်စီဒီမှာပြုစုစစ်နဲ့စစ်သားရှိရတော့မှာဒါလူလို့ရှိတဲ့အတွက်ကြောင့်နေရာမျိုးကဘေးမှာရှိလို့ကြောင့်ကျန်တဲ့နေရာတွေမှာစခန်းမှာလည်းပတ်ပတ်စခန်းနဲ့ရွာထဲမှာအကုန်လုံး PDF တွေရှိတယ်။ရွာထဲမှာ PDF တွေရှိတယ်။မယုံရင်ခဏကြည့်ထားလိုက်။ဒီတရက်နေရာမှာခဏလို့စစ်ကြောင့်မင်းဝင်းရွာလည်းမရောက်ဘူးဆိုလို့ရှိရင်မင်းဝင်းကလုံးလုံးတိတ်ခံလိုက်တယ်။ရှိတဲ့စခန်းဘူးထောက်ရတယ်။ရှုံးလိုက်။ဂျယ်ယူစင်အမခံ ိုအပ်ချက်ကိုလက်တက်ခရံလိုအပ်ချက်မှန်မှုလိုအပ်ချက်လုံးတင်လို့လိုက်ကြဖို့မလိုဘူးဆိုရင်တော့အဲ့တော့မန္တလေးနဲ့ချိန်ဆပြီးဒီဘက်ကလည်းတွားမယ်ဟိုဘက်ကလည်းတွားမယ်လုံးတင်လုံးတိုက်ထားဖို့ပြက်ပြက်သားသားတော့ဦးစင်းတော့လုံးစိတ်ချင်နေပြနော်လုံးစင်စင်နဲ့ဘာမှမကြည့်ရွာလေးမှာ PDF ဒီဆုံးမနေလဲဆိုတော့အကြောင်းလို့လည်းမကောင်းဘူးဗျလူကြောင်းလည်းမကောင်းဘူးเนาะအဲ့တော့လုံးတယ်လုံးလိုက်ချာကိုမလို့ဘူးဆိုရင်တော့ဘာမှမလို့စင်ဖို့ဗျဘာမှမလို့စင်မအောင်เนาะ အဲ့တော့ဒါဥစဉ်ကတော့တိုက်မှုတွေတိအောင်ဝေပြခြင်းဖြစ်ထားပါတယ်เนาะအောက်ဒင်းစက်ထမှာဝိုင်းမခံပါဘူးဘာမှဖြစ်ပါဘူးဝေကွေးမှာရေခဲပါဆိုပုံစံမျိုးတော့ရေခဲလားမရေခဲလားတိကျရင်ရှေ့ကိုတော့တိုးကြည့်လို့ဥစဉ်တော့တော့အကြံပြုချင်ပါတယ်အားလုံးတော့လိုက်ပြီးတော့ဒီတိုင်းနေလိုက်တာအဲအဲ့ဒါပဲတစ်ချက်အလင်းငိုက်သွားတော့တရင်ကိုအချိန်နဲ့တပြေးညီကျွန်တော်မပြောနိုင်တော့ဘူးပေါ့နော်အဲအရင်38တုံးကတော့ဖြစ်စဉ်တုံးကတော့ကျွန်တော်အချိန်နဲ့တပြေးညီအဲဒူးချုပ်ယုံနေ เนาะจ่อซูอูတို့အမြန်မာလေးတစင်းဦးတို့ကိုကျွန်တော်ကအပို့ပေးခဲ့ဦးတယ်အဲ့ဒါနဲ့ကျွန်တော်ရဲ့တရင်ပေးတွေက7နာရီခွဲနဲ့7နာရီကြာပေါ့เนาะအဲ7နာရီ7မိနစ်အတွင်းမှာကျွန်တော်တရင်နေပေးလာကြတာပေါ့เนาะပေးလာတော့ထားပါတော့ဒါကတော့အခုတော့ကျွန်တော်ပြောချင်တာက318 319 320 321နေရာ3ခုကိုတစ်ချိန်နဲ့ တပြိုင်တည်းပေါ့နော်အင်အား20ခန်းဝင်းကြီးစီပြစ်ပြီးပြီးတော့မှချောင်းပြစ်လုတ်တယ်အလုတ်တာကကျွန်တော်တို့လမ်းပေါ်မှာအမြန်လမ်းပေါ့နော်အမြန်လမ်းပေါ်မှာကင်းစစ်နေတဲ့အမြန်လမ်းရေမင်းကြီးတို့ရှိလိမ့်မယ်ပေါ့နော်အမြန်လမ်းရေမင်းကြီးတွေရှိလိမ့်မယ်ကျွန်တော်နာမည်တော့တက်မပြောပါဘူးပေါ့နော်အမြန်လမ်းမှာဖြဲသီးတော့ရှိနေပြီပေါ့ဖြဲသီးရှိနေပြီဆိုတော့ အဲ့ဒီအမြန်လမ်းမှာကရေမီရေမီကြီးတာတကယ်လို့သွားခဲ့ရင် ရေမီတယောက်တည်းသွားတာရေမီတစ်စီးတည်းသွားတာမဟုတ်ဘူးရေမီနဲ့ပါဝင် point သွားမယ်ဗျာဂင်းစစ်တယ်ဆိုရင်နှစ်စီးသုံးစီးအ ਨੇ သုံးနှစ်စီးရှိမယ်ဒါပေမဲ့အမြန်လမ်းရေမီကောက်အပြစ်ခံရတယ်အပြစ်ခံရတယ်အဲ၄၅ချက်လောက်ကြီးကားမှာကြီးထိတာတွေရှိတယ်အမြန်လမ်းရေမီကတော့ကန်ကောင်းထောက်မှစွာနေပဲပေါ့နော် ဟိုအတက်ဘေးအနေရကနေအမြန်လန်းရဲမီးနဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံးလွတ်မြောက်ခဲ့တယ်ပေါ့နော်အဲဒီအကြံဖက်လက်နက်ကင်တောင်းချမ်းသူတပုံကတော့သူကတော့ခွေးချင်းခွေးချင်းကြံပြီးတော့မှချောင်းပစ်တာပေါ့နော်ချောင်းပစ်ကြတာပေါ့နော်အဲ့တော့ကြတော့ပြောချင်တာကကျွန်တော်တို့အမြဲတမ်းပြောတယ်နေ့စဉ်နေ့တိုင်းနှထိုးကြီးပြင်စီလန်းနော်မြတော်တဝိုက်အကျံဖက်အင်အား80လောက်နော်စစ်တက်စစ်အဲအဲ့မှာစစ်တယ်စက်ကြီးကောက်တယ်နော်ကာကြီးအသေးအကုန်လုံးလိုင်းကြီးပေးတယ် ကားဆိုရင်မစစ်ဘူးတဲ့နေစဉ်ရှိတယ်တဲ့စက်ကြီးကောက်လို့ရလာတဲ့ငွေနဲ့စားတော့တယ်လက်နဲ့ဝယ်တယ်တဲ့အခုလိုအမြန်လမ်းပေါ်တက်လာကြတယ်တဲ့အဲ့တော့လဘကတိုင်းမူကြီးနော်လဘကတိုင်းမူကြီးပေါ့ဘလို့ပဲပေါ့ဒါကနထိုးကြီးတို့ဒါပြင်စီတို့ဒါဆိုတာလဘကတိုင်းမူကြီးဘုโจကြော်ကိုထားရဲ့လက်အောက်မှာရှိတယ်ဒါတွေကိုအချိန်ချင်းကျွန်တော်တို့អော်တယ်အချိန်ချင်းကျွန်တော်တို့ပြောတယ်စောက်ခွေးကိုမဆိုင်တာလားစောက်ခွေးကိုမဆိုင်ပဲနေတာလားတော့မသိဘူးနော်ဒီဘက်သူ ဟိုဘူဂျိုမကလို့ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ဆိုရင်ကျွန်တော်တို့ပြောပြီးသားနော်နိုင်ငံနဲ့တိုင်းပြည်အတွက်အလုံးလုံးတဲ့လူတိုင်းကတရားဝင်တယ်နော်နော်အဲ့ဒါဆိုကိုယ့်ဘက်ကိုတီးတော့နော်နောက်တစ်ခုကနောက်တစ်ခုကတော့တရားလဘကတိုင်းနဲ့ပတ်သက်ရင်မရိယာဘက်မှာအဲ့တက်မတော်ဒိုးစစ်အရှိန်မြင်ပြီး PDF များကိုမြေလံတုတ်တင်ရှင်းလင်းနေတယ်တဲ့ PDF အကြမ်းဖက်73ကောင်တုတ်တင်ရှင်းလင်းပြီး PDF စက္ကန့်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်တဲ့ဆက်လက်အောင်မြေချက်လျက်ရှိပါတယ်တဲ့ဒါကမရိယာဘက် ဒါပေမဲ့အမြန်လမ်းကိုဟိုတက်လာတာကတော့တိတ်တော့တခါလဲမဟုတ်ဘူးနှစ်ခါလဲမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမှာဒီနှိုးကြီးပြင်စီလမ်းဒီလမ်းနေပေါ့နော်အမြန်လမ်းနဲ့ဆက်နွယ်နေတယ်ဒီ338တို့339တို့နော်320 321အဲ့နားမှာကတဓာတွေဗျာနော်ရဲကင်းတွေအကုန်ရှိတာကိုအမြဲတမ်းအမြန်လမ်းရဲမင်းကြီးကောက်အပြစ်ခံရတယ်ဆိုတာကစဉ်းစားကြည့်ကြည့်ပေါ့နော်မဟုတ်ဘဲနဲ့မပြောဘူးနော်မဟုတ်ဘဲနဲ့မပြောဘူး နော်အမြန်လန်းရဲမီးနော်မှာကံကောင်းလို့နော်လေးလက်မလောက်ပဲလိုတယ်အသက်ဘေးအနေရလေးလက်မလောက်ပဲလိုတယ်နော်ပြစ်တာတော့ဟိုကောင်တွေကရဲမီးကာလာမကာလာတိလာမတိတော့မသိရမ်းပြစ်တာလည်းဖြစ်ချင်းပြင်မှာပေါ့နော်ကံကောင်းလို့ပေါ့နောက်တစ်ခုကတော့အဲအမြန်လန်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့မှထူးခြားမှုတစ်ခုရှိတာအဘရေးတဲ့ဖြူးမြို့နယ်နဲ့မိုင်းတရာပတ်လည်မှာတဲ့ငပွေးပီဒီအက်တွေကတက်လာပြီတဲ့ပီဒီအက်နဲ့ပတ်သက်နေတဲ့သူတွေစီကားတဲ့ အစ်မေးကြည့်တာတဲ့အမြန်လန်းကိုဖြတ်တော့ကြမယ်တဲ့ညောင်လေးပင်အမြန်လန်းဘက်ကတက်လာကုန်ပြီတဲ့ဒါဆိုရင်ကြောက် တကားမျိုးနဲ့ပဲနယ်ကုန်းမျိုးနဲ့ကြောက်ကြီးမျိုးတွေကပဒံငပွေးတွေရဲ့ရီမန်းချက်ကအမြန်လန်းပဲတဲ့နော်အဲ့တော့ဒီနေ့အဲ့ဒီဖြစ်စဉ်ပေါ့နော်315အဲ316 39ဘာညာအဲ326လမ်းအောင်ဘက်ကနေပြီးတော့မှာပေါ့နော်လူတွေသွားရတဲ့ ace bat တွေ အများကြီးတန်းစီခဲ့ရတဲ့ခီးတဲ့လမ်းတွေတော်တော်ရုပ်ပြတ်ပါတယ်ပေါ့နော်ဒါကျွန်တော်ပြောချင်တာတော်တော်ကိုဒီအမြန်လမ်းနဲ့ပတ်သက်ပြီးရင်ဘသူတွေအလုပ်လုပ်တယ်မလုပ်ဘူးတော့ကျွန်တော်လည်းမပြောလို့ဘူးပေါ့နော်အဲ့ဒါတော့ထားလိုက်တော့အခုကကျွန်တော်ထပ်ပြောချင်တာကရောတဲ့ချင်းအေအေသုံးဘွဲ့ပေါင်းတဲ့ကြောက်ထုကိုတိုက်ဖို့အေအေကအင်အားဖြစ်လာနေပြီတဲ့ပလဝါနဲ့ကံပတ်ကိုတဲ့အေအေကထိန်းချုပ်ထားကြောင်းမင်းတက်တိုက်ပွဲမှာအေအေကအင်အားအများဆုံးကူညီပေးထားရလို့ ပလဝကံပလကံပလက်ကိုတဲ့နေရာပေးလိုက်ရတယ်တဲ့ရခိုင်ကိုရိတ်ခါတင်ပို့နေတာမင်းတက်မတူပြီဘက်ကနေပို့နေတယ်တဲ့မင်းတက်မှာအထွေထွေအုပ်ချုပ်ရင်းနဲ့ထောက်ပံ့ဖို့ထောက်ပို့ကိုတဲ့စွန်တောင်ရွာကနေရာယူထားကြောင်းဆရာတော်တပားနေနဲ့နေမီကံမိတ်ဆွေထံမှတည်ရကြောင်းလိုအပ်သလိုဆောင်ရွက်နိုင်မှရန်တင်ပြအပ်ပါတယ်တဲ့ကရားဒါကစားမှုကဖီအားပေးခံထိထားတဲ့ထင်ပါလေတဲ့ဒါကြောင့်ねစစ်ကြောင်းတွေကိုတဲ့ရှေ့တိုးခိုင်းနေတာတဲ့ဝေရင်ပြစ်ကူမပေးပဲမိုးပြဲ ရှေ့တိုးလို့မဖြစ်နိုင်ပါဘူးတဲ့ပေးထားတဲ့ဒရုန်းတက်တဲ့မပညာတွေကလည်းလေဒီကျောင်းလင်္ကာယကျောင်းမိပြားအိဒီနေရာတွေကို ဖြိုမှဒီနေရာတွေကိုဖြိုမှ လေဒီကိုကြော်ပြီးရှေ့ဆက်တိုးလို့ရမှာပါတဲ့လေရင်ပြည့်ကူကပေးကိုပေးပါရမှာမယ်တဲ့ရန်သူကမုတ်ဆိုးတဲ့မိမိစစ်တီအချို့တွေကအတွေ့အကြုံသိမရှိသေးတဲ့တားကောင်တွေပါတဲ့ဖလန်းမြေပြင်မိမိတက်နဲ့အဆက်အသွယ်ရတယ်တဲ့တိုင်ရင်မှုအပါ20လောက် ဒါလောက်ပါပဲဗောနော်ကိုဘုံရေးတဲ့နောင်ချိုမားတဲ့ရန်ကုန်ကိုမနေ့ကစစ်ပေးဆောင်လာတဲ့ကလေးတွေသတင်းပို့လာတဲ့နောင်ချိုဈေးရက်ကွက်နေပြီ30နေဥွှေတောင်းနဲ့တမီဖြစ်သူမက်ကင်ချိုဦး၎င်းနဲ့ရက်ကွက်တူဦးမြတောင်းဒေါ်မီမီသားဒေါ်မီမီတမတ်ကိုအောင်ဝင်းလိုင်တို့အဖွဲတဲ့ဈေးရက်ကွက်နေပြီ30နေခေါ်လေးမချူမာတို့အဖွဲတဲ့ပလောင်ချမ်းဘတ်တွေနဲ့ပူပေါင်းပြီးသတင်းပေးယူဒလန်လှုပ်ဆောင်နေကြပါလေတဲ့နော် မိုးပြဲလိုင်းမရတော့တော့ခတ်တယ်တဲ့ခုတရင်ရတာကမိုးပြဲအကြမ်းဖက်တွေအတွက်တဲ့တောင်ဦးတန်တော်ကြီးကအကြမ်းဖက်တွေစစ်ကူလာနေတယ်ကြားတယ်တဲ့အခြေအနေလမ်းကြောင်းထောက်ကြည့်ပေးပါဦးနဲ့အကြမ်းဖက်တွေကမိုးပြဲမကြအောင်စစ်ကူတောင်းထားတယ်လို့သိရတာကြောင့်နဲ့အရင်ကစကားများချင်းဟန်ဆောင်ပြီးအုပ်စုခွဲရအောင်ဆောင်ပြီးအခုပြန်ပေါင်းနေကြတယ်ဆိုတာမိုးပြဲ KNDF အဖွဲ့ NUG လက်အောက်ခံအဖွဲ့ဖြစ်လို့တန်တော်ကြီး PDF နဲ့ KNU တွေစစ်ကူလာခြင်းဖြစ်တယ်တဲ့ DNA ဓာတ်တိုင်းဆိုရင်နဲ့တနေ့ကတင်ပြထားတဲ့ မပညာမှာရှိနေတဲ့ရန်သူတွေမိုးပြဲကိုဥတီထားပါတယ်တဲ့နော်တောင်မူတန်တော်ကြီးရန်သူတရင်နဲ့ဆက်ဆက်နေလို့ပါတဲ့ပေးဖို့ထားပါလေတဲ့မလုတာတော့ခတ်တယ်တဲ့ဘကိုးချေချမ်းက PDF တွေ KNU တွေကဇေယကြီးတန်တော်ကြီးအဖွဲ့တွေမိုးပြဲကိုစစ်ကူလာမလို့ဘောလခဲလမ်းဘက်ကလာလိမ့်မယ်တဲ့မိုးပြဲကိုဖျက်တတ်ရင်လမ်းကျော်နီးတယ်ဆိုတော့တေချာတာဘောလခဲလမ်းကိုတုံးလိမ့်မယ်တဲ့19ရက်3လ2020နှစ် အေယာရိုင်းဒေသကြီးအနောက်ချမ်းရေကြီးမြို့နယ်မြောက်ဘက်ဆက်ဆက်ယူတောင်ချီကျေးရွာ၌တဲ့ကင်းမုံဝင်တပ်မတော်နှင့်ပြည်သူစစ်များတပ်ကွင်းအတိုင်းဝင်ရောက်လာသည့် AA အပေါင်း PDF တို့ကိုလည်းလုံခြုံရေးတို့ကခြေမုံနဲ့လက်နက်နဲ့ခုနှစ်လောင်းကြံခဲ့ပြီးတောင်ချမ်းသူများစုကွာထွက်ပြေးအခင်းဖြစ်နေရမှာဓမြန်နေ့တပ်မတော်ကဝင်ရောက်စီးနင်းခဲ့သည့်ရွှေစည်ဒီတထောင်ချင်းလေရွာနေနဲ့ပသိမ်မုံရွာလမ်းစောပြားရွာကြားတွင်နဲ့တည်ရှိပါတယ် ရေကြီးမြို့နယ်ချင်းလေရွာတွင် ABDF အင်အား80ခန်းဝင်ရောက်လာ၍စစ်မှုထမ်းရန်ဝါကုတ်သမားများကိုအတင်းအဓမ္မဖမ်းဆီးတပြင်းဒေဝါလုံးဝယုံသုံးကားထွက်ပြေးကြရတယ်တဲ့။ညသကောင်ခန့်တွင်တက်မတော်ရောက်ရှိလာပြီးရှင်းလင်းခဲ့ရ၎င်းဤနဲ့နက်နက်3နာရီခန့်မှယနေ့မွန်လွဲအထိမြောက်စံအမတ်ရ344ဘက်မှအမြောက်ကြီးနှင့်ဒုံးကြီးပြစ်ခတ်တံကြားနေရတယ်တဲ့။ချင်းလေထိထိတွေ့မှုဖြစ်စဉ် ABD ရဲ့နှလုံးနှစ်လက်နေနဲ့ဆက်လက်နှစ်လက်နေနဲ့လက်နက်ငယ်များပါစုစုပေါင်း10လက် လက်ပစ်ပုံးမိုင်းနဲ့ခရမ်းမျိုးစုံတင်စီရမိပါတယ်တဲ့ချင်းလယ်နဲ့ယမန်နေ့ဆက်ဆက်ယူထိတွေ့မှုတွေနဲ့တောင်းကျမ်းသူများမှာလွန်ခဲ့သည့်မကြီးစဉ်ဘောမီဖြစ်စဉ်နဲ့ဖေဖော်ဝါရီလ26ရက်နေ့ရေကြီမြို့နယ်စာဦးစမ်းတောင်ကျော်ဖြစ်စဉ်နဲ့မီးလောင်ပုံခြေမုံမှုမတည်ပဲကြံရည်သူများဖြစ်နိုင်တယ်တဲ့၎င်းတို့ဒီတက်မတော်ကယခုကဲ့သို့ခြေမုံမခံရမီအင်အားတထောင်နီးပါးရှိမီဟုယူဆရပြီးတော့တဲ့ ကွာတဲ့ငတိုင်းချောင်းလမ်းကိုတုံးပြီးတော့ NLD အစိုးရလက်ထက်တစ်ခိုးသူများတစ်ခိုးသူများဖောက်လုပ်ခဲ့သည့်ကျင်းတလီဆက်ဆက်อยู่အောင်မျိုးဦးတစ်ခိုးလမ်းအတိုင်းအေရဝီတိုင်းအနောက်ပိုင်းတွင်ဝင်ရောက်ချင်းဖြစ်ပုံရတယ်တဲ့ရိုးမတစ်ဖက်ကျန်ကျင်းတလီမြို့နယ်ကိုတက်မတော်ကပြန်လေဆုံးမလိုက်ကြောင်းသတင်းများအရရခိုင်ဘက်သို့ပြန်သွားရပြန်သွားရမရတော့ပဲအေရဝီတိုင်းရိုးမခြေတွင်တဲ့အဖွဲ့ငယ်များလှည့်ရင်တွေ့ရလူကိုဖမ်းဆီးလူသိစုနေပါတယ်တဲ့နော် တာပေါင်းနဲ့ငတိုင်းချောင်းနဲ့မြေတွင်တက်မတော်ပြည်သူစစ်ကင်းမုံများဖြင့်လှုပ်ရှားစစ်ကြောင်းများမှ၎င်းတို့ဟာရှာဖွေချိန်မုံလျက်ရှိကြောင်းတရင်ရရှိပါတယ်တဲ့။ခွာငတိုင်းချောင်းလန်အောင်မျိုးဦးတစ်ခိုးလန်ဆက်ဆက်ယူချင်းလေရွာစောပြရွာပသိမ်မုံရွာလန်အာရကန်တက်တော်ရခိုင်ပြည်နယ်ဆိုပြီးတော့တည်ထားပါတယ်တဲ့။ခဏနေ YouTube live ပြန်ပါတော့မယ်။ဖြစ်နေတယ်ဗျာတဲ့။အာထိတွေ့မှုဖြစ်နေတယ်တဲ့။ဟုတ်လား။ဦးစင်းတို့ ရဲမင်းလက်ခင်းလက်ရဲ့အချိန်မှာရဲဒီကာရသိရဲမင်းရဲ့ကာရသိတို့ဖြစ်တယ်ဆိုတော့နည်းနည်းတော့ဦးစင်းကထူးဆန်းနေတယ်ဒီချိန်မှာဖရဲသီးမင်းရှိနေမလားဖရဲသီးမင်းရှိနေမလားဒီချိန်ကြီးမှာဒီလိုဒီလိုနေရမလားဖြစ်တယ်ဆိုတော့ဒါနထိုးကြီးလန်ကွဲလို့ပဲပြောရမှထင်တယ်ဒီနေရာเนาะအဲ့တော့ဒီနေပြီးမှအဲ့တော့ဦးစင်း ခဏခဏပြောတယ်ဖဲသီးတွေကိုဦးစင်းကနည်းနည်းလေးကြောက်တယ်လို့ဖဲသီးတွေကရုပ်မာတဲ့နေရာမှာရောပါရောရုပ်မာတဲ့နေရာမှာကန်းကုန်းအောင်ရုပ်မာကြတာဟုတ်ပြီဒီနိုင်ငံတစ္ဆာဆိုနိုင်ငံတစ္ဆာရှိရမှာပါဘာလို့ဆိုတော့မသိတော့မတီးတော့သူတို့တွေရဲ့ထားတော့ဒါဦးစင်းပြောတော့ပါတော့မစစ်ဆွဲချင်ပါဘူးเนาะအဲ့ဒီရဲလက်ကလေးလေဒီကားတော့လာတဲ့ချိန်မှာတကားလေးကိုရွေးပြတယ်ဆိုတော့နည်းနည်းတော့ထူးဆန်းတော့ဗျအဲ့ဆစ်စစ်ရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့ ဲ့တော့ဦးစင်းတို့ကအမြန်လန်းကိုဟာချိုးကတော့ရေးကြပါတယ်စမ်းမှာဟာအမြန်လန်းကိုတက်လာတယ်တဲ့အမြန်လန်းကိုနောက်ကနေရှင်းလင်းတယ်နောက်ကနေရှင်းတော့ပြည်သားမကိုမှုန့်နေတာပဲတဲ့ရေးကြတာပြေးတာမပြေးတာသာထားအမြန်လန်းပေါ်တက်လာတယ်အမြန်လန်းပေါ်တက်စကင်းစကဲနဲ့ဒီလိုလက်ကင်းကိုပြစ်တယ်အဲ့ဒီကလေးကကိုအမြန်လန်းပေါ်တက်လာပြီဆိုကလေးကကိုဒီပြည်တဲ့ကိုဓာထင်တဲ့ကွာလို့ပြောသွားတယ်အတူတူပဲဘလို့ဓာထင်တဲ့ကွာလို့တီတူတွေထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲ ခရီးကြံကြံသွားခြင်းနဲ့ခရီးသွားပြည်သူတွေအတွက်ထိတ်လိုက်ဦးဖြစ်မှာတော့အမှန်ပဲအမှန်ပဲဗမာရာညင်းပဲလို့မရဘူးခင်ဗျားတို့ညင်းလို့မရဘူးနော်အဲ့တော့ငန်းလမ်းမှာညင်းရအောင်ဘယ်လိုလုပ်မှာလဲဒီတိုင်းဆက်ဖြစ်နေဦးမှာပဲဥစဉ်ဒီအမြန်လမ်းမှာလူတော့လင်္ကာအဲ့ဖြစ်မဖြစ်ခင်လင်္ကာရဲ့လောက်ကပြန်လာတယ်အဲ့အမြန်လမ်းမှာရှိတဲ့ဂိတ်တွေကိုကြည့်တယ်အချို့ရဲဘော်လေးတွေဂိတ်စော်နေတယ်လမ်းဘေးမှာထိုင်ပြီးမှအဂိတ်ရှိမှာထိုင်ပြီးမှဂိတ်စော်နေတယ် ါတချို့မေးကြည့်ပါဦးစင်းရဒီကောက်မှာပါလို့ရှိဒီမြန်လမ်းမှာပါလို့ရှိစားစရာပါတယ်တခါလေလိုလိုချက်ကြော်လေးတွေချက်ကွာလေးတွေစားစရာလေးတွေပါတယ်မုံပါတယ်တခါလေအဲ့လိုဦးစင်းဂိတ်ဒီမှာခြားခြားကြီးခាយရည်ပေးတယ်တခါလေတချို့ရဲဘော်တွေဂိတ်စော့မပြတ်ဘူးရှိမှာဂိတ်စော့မပြတ်ဘူးစောချင်လေအတွင်းထဲမှာစောအထဲထဲမှာအပြစ်ဘက်မှာဂိတ်စော့နေတော့အဲ့ဖြတ်သွားဖြတ်လာနေတဲ့အချိန်မှာကအကုန်လုံးရှိတယ် PDF ထောက်ခံနေတဲ့သူရှိတယ်တချို့ PDF တွေလည်းရှိရှိမယ်တချို့အနိဗိတ်တွေအများကြီးရှိမယ်ဗျာဟောဒီညာလည်းကြီးဆက်ဆက်မလို့ပါဘူးလေငါတို့ဝင်ရတဲ့ game science ဆိုနေ game မဲ့ဆိုနေကြတာဆိုတာမျိုးနဲ့အဲ့တော့ဥစဉ်ကတုံးတယ်ဗျအကြံပေးနေတာပေါ့နော်ဥစဉ်ကဘာမှတော့မဟုတ်ပါဘူးဥစဉ်တို့ဘာလို့အကြံပေးနေတာလဲဆိုရင်နေပြည်တော်မှာဆိုလို့ရှိရင်200တုံးပိုင်းအောင်စီဆရာတော်ဆိုတာရှိတယ်အောင်စီเจ้า မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလှူဒန်းมาတယ်ဆိုတော့မနေ့ကမဟုတ်ကြီးနဲ့ကြောင်းလက်ရှိအဲ့ကြောင်းထဲမှာပြည်သူစစ်တင်းတန်းနေဖွဲ့နေသူတို့မကြသေးလို့ထက်ကမကြသေးလို့ကကကြီးကမကြသေးလို့လို့ဦးစင်းတို့ကတော့လူတို့ကပြောတာပေါ့နော်အင်အား150လောက်ရှိတယ်အင်အား150လောက်ရှိဒီအဲ့အင်အား150ထဲမှာစစ်သားဟောင်းကြီးတွေပါတယ်စစ်သားငယ်ရွယ်တဲ့လူတွေပါတယ်ဟောင်းကြီးတွေဆိုတာကတို့တော့ငင်းစားတွေပါတယ်ငင်းစားတွေပါတယ် အဲ့လိုအများလားမှာလူပြင်းစစ်အရာ150လောက်ရှိတယ်150ကိုငယ်ရွယ်တဲ့တကယ်စိတ်ဓာတ်ရှိရလားတကယ်ခံယူချက်ရှိရလားဆိုပြီးရွေးချယ်ပြီးမှနော်ရွေးချယ်ပြီးမှလုပ်မယ်ဆိုရင်တော့ဗျာအဲ့မှာဦးဇင်းတို့စစ်သားဟောက်ပဲဘူကြီးပဲညီညီအောင်ဆိုပြီးမှနော်တခါကြီးညီညီအောင်ဆိုပြီးမှလူက ရန်ကုန်ကရန်ကုန်ကနေသူတင်းတင်းလာတဲ့အတိုင်းမှာလည်းသူတိုက်ပွဲမြောင်များစွာကိုဒီသူငင်းအင်းသားယူမှာဒီပြုစစ်ဖွဲ့ပြီးမှသူတိုက်ခဲ့တာတွေအများကြီးပဲလှုပ်ဆောင်ခဲ့တာတွေအများကြီးပဲသူလက်နဲ့တည်းရခဲ့တာလည်းအများကြီးပဲနော်အခုအောင်စစ်ဆရာတော်စီမှာသူရောက်နေတယ်တခါညီရောဒီကလေးတွေကိုသူတင်တန်းပို့ချနေတင်တန်းပေးနေတယ်အောင်စစ်ဆရာတော်ကနေမှလာပြီးတော့ငါ့ကိုလူစုပေးငါ့ကိုလူခေါ်ပေးဒလူလူငါတို့လုံမယ်ဆိုတဲ့ရွက်ချက်နေပါပေါ့နော်ဒါပေမဲ့သူတို့မကြတယ် အဲ့တော့ဦးစင်းပြောချင်တာကလူကြီးအနေနဲ့ဒီဟာကိုပြန်ကြည့်ပါဒါနေပြည်တော်တိုင်းမူကြီးလည်းသိပါတယ်နေပြည်တော်တိုင်းမူကြီးတောင်မှဆန်8 20လားပါလားမလို့လှူတယ်လို့ဦးစင်းတို့ကြားသိရတယ်ဝမ်းမြောက်ပါတယ်ထောက်ပံ့ပေးရပြန်နော်အဲ့တော့သူတို့ကိုကြောက်အောင်လို့သူတို့ကိုတရားဝင်ဖြစ်အောင်လုပ်ပြီးမှဒီအ мян လိုင်းကြီးမှာချစ်တိမိမိအ мян လိုင်းကင်းပတ်လက်နေရင်နထိုးကြီးဆိုတဲ့နေရာကတော့နောက်လဲလာအောင်မှလင့်လစ်တယ်လို့လာအောင်မှအဲ့တော့နထိုးကြီးလို့နေရာမျိုးမှာခုခင်ဗျ55ရက်65ရက်တွင်တော့ဒီကောင်တွေတက်လာမှာမလာဘူး ဒီကောင်တွေမေးလောက်ပြီးချိန်မှတက်လာမှာအဲ့လိုနေရာမျိုးမှာပြည်သူစစ်အနေကောင်းကောင်းတွဲထားပြီးမှစစ်သားတွေအဲ့ဒီဆိုချိုးလေရှေ့တန်းမှာရောက်ရှိနေတာအများကြီးရှိတယ်အဲ့တော့ခံယူချက်ရှိရမယ်တိုင်းပြည်ကိုအမှန်တကယ်ချိန်ရမယ်အဲ့လိုလူတွေကိုရွေးချယ်ပြီးမှဒီလိုလက်ထိုးကြီးလိုနေရာမျိုးမှာထားနောက်တစ်ချက်ကဦးဇင်းတို့ဒီလောက်ခေတ်ပညာကြီးတိုးတက်နေတဲ့အချိန်ကာလကြီးမှာဒုံးနေမရှိဘူးလား ကင်းနောက်ဒုံးလေးမရှိဘူးလားကင်းနောက်ဒုံးလေးမထားဘူးလားဒါလည်းတစ်ချက်နော်ကင်းနောက်ဒုံးလေးထားရမယ်ကင်းနောက်ဒုံးလေးမလုံးတတ်ဘူးလားရမလုံးလတ်လို့ရှိရင်ကင်းနောက်ဒီရှိပါဗျာအများကလှုပ်ရှားနေရတာဟုတ်လားအဲ့လိုလှုပ်ရှားကင်းနောက်ဒုံးလေးတင်တန်းနေပါတယ်ကတန်းနေပါကေးလေလက်ပြီးမှဒါမျိုးထားရတယ်ဟိုဒီနေ့တော့တနေ့တစ်ချိန်ပဲဖြစ်ဖြစ်တနေ့နှစ်ချိန်ပဲတစ်ချိန်ပဲဖြစ်ဖြစ်အများကအကင်းနောက်ဒုံးနဲ့ကြည်နေရင်အဆင်မပြေဘူးလားဘယ်လိုလဲရှိတယ်ဗျနော်ရှိတယ် ဲ့လိုလေထားလိုက်လို့ရတာနှစ်လအတွင်းမှာပြတ်ဖြစ်လာတော့နှစ်လအတွင်းမှာအမြန်လမ်းမှာယူမှာပြန်ပြီးမှတက်လာဆိုခင်ဗျားတို့သဘောပေါက်သဘောပေါက်နော်သဘောပေါက်တက်ပြီးအမြန်လမ်းမှာယူတော့ပြစ်ပြီးပဲပြစ်ပြီးတက်ပြီးပဲပြစ်ပြီးအမြန်လမ်းမှာယူတော့ရောက်ပြီးပဲအမြန်လမ်းမှာတော့ဒီကောင်းနေတက်လာစရာအကြောင်းကိုမရှိဘူးတက်လာပြီးဆိုကြတဲ့အကိုအသုံးမချလို့လို့ဦးစရာတော့တုံးတက်ခြင်းတယ်ဗျနော်အသုံးမချလို့ကိုတုံးတက်ခြင်းတယ်နော်အတူတို့တွေရဲ့အတင်ရဲလာတာပေါ့ဗျာအဲ့ဒါအားနေချက်ကစောစောဦးစင်းပြောတော့လို့ပဲ ုံထိုင်တုံနေရဲ့စူးစမ်းမှုမရှိဘူးလိလာမှုမရှိဘူးဘလို့အနေထားမရှိဘူးဘလို့လို့မရှိဘူးမရှိဘူးဘိပတ်ဝင်ရှင်နေပေါ့မှမတည်ဘူးကိန်းတော့တော်အင်ဖော်မာထားမှမတည်ဘူးသူတို့တွေကမတည်ကြအောင်ဆိုမယ်ကိန်းလေးဆိုမထိုင်နေမယ်နေခဲ့ထဲထဲမှာလောင်းနေမယ်ဒါပဲတည်ကြတာအပြစ်ပြောတာကိုပေါ့ဦးစင်လက်ကိုတွေ့မယုံမရှိနဲ့ဆိုလို့ဟုတ်လားမျက်မြင်ကိုတွေ့ဟိုကြောင့်ဦးစင်တော့ပြောနေချင်းဖြစ်တယ်နော်အဲ့တော့ဦးစင်တို့ နေပြီးတော့နေရတော့မှာလို့ဆိုကြောင်းပြည်သူစစ်တီရှိတယ်။ဒီနန်းနေဖွင့်နေတယ်။နော်အဲ့တော့တရားဝင်ဖြစ်အောင်တရားဝင်မှဖြစ်မလို့ဒီနန်းနေဖွင့်နေတရားဝင်မှဖွင့်မှုဆိုလည်းဖြတ်သိမ့်ပလိုက်ပေါ့ဗျာ။တကယ်လို့မှတရားဝင်လုတ်ပေးမယ်ဆိုရင်ထိထိရောက်ရောက်လုတ်ပေးပြီးမှအ мян လမ်းမှယူရမှာကင်းလေတာရှိမယ်၊ကိပတ်တာရှိမယ်၊ဆောက်ရွက်တာရှိမယ်တကယ်လုံရဲကန်ရဲတဲ့လူတွေရွေးချယ်ပြီးမှထားတယ်လေလို့ဦးစင်းကတော့အကြံပြုခြင်းပါတယ်ဗျာနော်။ရဲရဲပတ္တာစရဲပြုစုရဲတို့ဦးညွန့်ညွန့်နဲ့ပေါင်းပြီးမှလုပ်မယ်ဆိုရင်တော့ မြန်လမ်းပါကြီးမှာတွာလာနေတဲ့ပြည်သူတွေလည်းစိတ်ချမ်းသာကိုယ်ဤကြမှာခြင်းများစွာဖြင့်တွာလာလှူရှားနိုင်ပြီးနိုင်ငံတော်နတ်သက်ကလူကြီးမင်းများပေါ်ကိုလည်းပုံပြီးမှယုံကြည်မှုတွေရှိလာမယ်လို့ဦးဇေယျတုံးတက်ခြင်းပါလေအဲ့လိုမလို့ဖဲနဲ့အခုလိုပဲယောဒီ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 မြန်လမ်းပေါ်တက်လာမှဆိုတော့နတ်သက်ကဆိုရလူကြီးမင်းများအပေါ်ရောပြည်ထဲပေါ်ယုံကြည်မှုတွေကင်းမဲ့လာမယ်လို့ဦးဇေယျတော့တုံးတက်ခြင်းပါလေဗျအားလုံးတာပါပဲဗျာ